တပြည်တော်ပြည်ဥကော်ဝေးတပ်ဖွဲ့ကအဝေးဒိန်းစနစ်နဲ့မောင်းနေနိုင်တဲ့ကတီထွင်ဖန်နီးမှုအောင်မြင်ခဲ့ကြောင်းကိုမေလ25ရက်နေ့မှာစက်တက်မောင်းနေပြထားတဲ့ရုပ်တံနဲ့အတူခြားပြလာပါတယ်။နွေဦးတော်လိုင်းမှာပထမဦးဆုံးတီထွင်မှုဖြစ်တဲ့အဝေးဒိန်းစနစ်နဲ့ကားမောင်းနေမှုကိုတီထွင်ဖန်နီးလာနိုင်တာကတော်လိုင်းကြီးမှာဘလို့တက်ရောက်မှုတွေရှိလာနိုင်လဲ။ဤပညာခန်းကဏ္ဍဟာတော်လိုင်းကြီးမှာဘလောက်ထိရေးပါလဲစတာတွေပြင်ဒီတီထွင်မှုမှာကြုံတွေ့ခဲ့ရတဲ့စိန်ခေါ်မှုတွေရလက်တွေနဲ့ပတ်သက်လို့ တပီတော့ပြည်သူ့ကော်မတီတပ်ဖွဲ့တာဝန်ခံရဲဘော်ကိတ်ဆုံးကိုမြန်မာဂလိုဘယ်နယူးဟပ်ကမေးမြန်းထားပါတယ်အဲ့ဒီဟာကဟိုအားဆရာများဒီကျွန်တော်တို့ရဲ့ဆရာဘောတော့ကိုလက်ရာဒီမြိုင်ပတ်ကပတ်တောင်းအကိုလက်ရာကသူကတော်လိုင်းရပါဆိုရင်အမှန်တရားလောဘကြီးတယ်လောဘကြီးတယ်ဥပမာမိုင်းဆိုရင် တင်းတင်းလေးတွေသူမလုပ်ဘူးအကြီးကြီးတွေလုပ်တာပေပါကြီးတွေနဲ့လုပ်တယ်စီကံကြီးတွေနဲ့လုပ်တယ်ပေါ့ဗျာလို့မျိုးတော်လိုင်းကိုတောက်လျှောက်အားဆိုင်ပြီးလုပ်တော့သူတနေ့ပါသူရဲဘော်တွေကိုကျွန်တော်တို့ကလည်းသူ့တပည့်တွေပါအဲသူရဲဘော်တွေကိုပြောတာပေါ့အဲကားတစ်စီးလုံးမိုင်းရှင်ပြီးတော့မောင်းပြီးတော့ဟိုကဆက်ကစားအထိုင်ကိတ်တွေစခန်းတွေသူတို့ဟိုဟိုဘော်တို့ကိတ်တွေပါလေကားကြီးမောင်းပြီးတော့ ဟိုဒီဇီရိုမိုင်းခွဲပြစ်ချင်တာပေါ့အဲ့လိုမျိုးလေးတွေပြောတယ်အဲ့အတန်ဟိုကျွန်တော်ကြားတော့သိတော့အဲ့ဒီကနေစမစိတ်ကူးလေးရသွားတော့ပေါ့ဗျာဒီကားဒီဇီရိုမိုင်းရှင်ပြီးမိုင်းခွဲဖို့ကိစ္စမှာလူမသုံးဘဲနဲ့ဤပညာသုံးပြီးလုံနိုင်ရင်အဲတော်တော်လေးတော်လိုင်းရေးလေရှေ့ရောက်ဝဲကိုရဲဘော်တွေပြစ်ဆက်တာလည်းမရှိတော့ဘူးဆိုတော့အဲ့ဒီတွေးလေးကနေစပြီးတော့ဒီအာစီကာစဖို့စိတ်ကူးရတာပေါ့ဒီ remote control နဲ့ drone တွေမှာမောင်းနိုင်နေရင်ကားလည်းအောင်းနိုင်မှာပေါ့လို့ ကအပိုတောင်လွယ်ရုံမလေးမြေကြီးမှာသွားရတာဆိုတော့ကျွန်တော်အဲ့ဒီစိတ်ကူးကနေစပြီးတော့ဒီအာစီကောက်ကိုစပြီးတော့လှုပ်ရှက်တာဗျာအဲအဲ့ဒီပိုင်းကကြာတော့ကျွန်တော်ကစိတ်ကူးပေါ့ကျွန်တော်ကစိတ်ကူးကူးရတယ်ဟိုဆီယာတိုင်းကိုဘယ်လို꿰မယ်ဆီယာတိုင်းဘယ်ညာ꿰ဖို့ကိုဘယ်ပစ္စည်းသုံးမယ်ဒီကီယာအချင်းပြောင်းကိုပဲပြည့်စုံမယ်လေးပါးကိုပဲပြည့်စုံမယ် အဲ့ဒီစိတ်ကူးတွေကိုကျွန်တော်ကစပြီးစိတ်ကူးတဲ့ idea ချတယ် plan ချတယ်အဲ့ဒီအရေစပြီးတော့ account ပေါ်တဲ့အခါမှာတော့ကျွန်တော်ရဲဘော်တွေပါတယ်ကျွန်တော်မဟာမိတ်တပ်ခွဲရရဲဘော်တွေပါတယ်သူတို့ကတော့ဒီလောက်တဲ့နေရာမှာဒီ electronic ဘိုင်းမှာနားလေတဲ့စိတ်ဝင်စားတဲ့ရဲဘော်တွေပေါ့ကျွန်တော်တပ်ခွဲရသူတို့ကသူတို့ကတော့တာပန်ဟိုတက္ကသိုလ်ကျောင်းသားတွေပါပဲဒီနည်းပညာကျောင်းသားတွေမဟုတ်ပါဘူးဒီဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကကျောင်းသားတွေပဲတို့တို့နည်းပညာကိုစိတ်ဝင်စားတယ်ဗျာ ဒီပညာကိုစိတ်ဝင်စားတော့ကျွန်တော်ကဒီရဒီရလိုချင်တယ်ဒီ CRI ပြေဖို့အတွက်ဘယ်ပစ္စည်းကိုသုံးမှာဘယ်ပစ္စည်းကိုသုံးမှာကျွန်တော်ကပလန်ချပေးတယ်ရအောင်အကောင့်ထဲပေါ်တာလိုက်လို့တော့ကျွန်တော်ကျွန်တော်ရဲဘော်တွေလိုက်လို့တော့ပေါ့နောက်ထပ်ကားနဲ့ပတ်သက်ပြီးဟိုကျွမ်းကျင်တဲ့ကျွန်တော်မဟာမိတ်ထဲကရဲဘော်တယောက်ကိုပါတယ်ပေါ့အခြားမဟာမိတ်အဖွဲ့တွေရောပါတယ်ဝိုင်းပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့ကျွန်တော်ချပေးတဲ့ပလန်ကိုအကောင့်ထဲပေါ်တာတော့ဒီမဟာမိတ်နေရာကြီးကရဲဘော်တွေပါတယ်ကျွန်တော်ရဲဘော်တွေပါတယ်ဗျာဟုတ် အဲကျွန်တော်ကပထမဆုံးအရာစာလောက်တာဆိုတော့အချိန်တော်တော်ကြာတယ်ဗျ3လကို3လကိုကြော်သေးတယ်ဒီကြားထဲမှာဝေဖန်ထိုးတဲ့ချက်တည်းကလည်းအများကြီးပေါ့ဗျကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ထိုးစံလည်းသိတဲ့အတိုင်းပဲဟုတ်ဟိုတခုတည်းကကျိုးဒီထွန်လောက်ပြီဆိုရင်ကမွန်းအရေဆုံးတတ်တာကနားမဲအရေဆုံးပြလိုက်တာအယူလို့လွတ်သွားပြီးတော့တိတ်ပြီးတော့ချက်မပြေတော့ဘာကြာပေါ့ဗျအဲ့လိုတွေစပြီးကမွန်းတက်ခံရတာပေါ့အဲ့ဒီဝေဖန်ထိုးတဲ့ချက်တည်းလည်းခံရတယ်နောက်တစ်ခါ ဟိုပစ္စည်းရှားပါမှုပေါ့လိုချင်တဲ့ပစ္စည်းကိုပြည့်စစ်ပစ္စည်းလေးတစ်ခုကိုတန်ဖိုးအပြည့်ဘလောက်မှမရပါဘူးအဲ့ဒီပစ္စည်းလေးရဖို့ကျွန်တော်တို့မှာခက်ခဲတယ်ဟိုတယ်လို့ပြုတ်လို့မလွယ်ရဘူးအဲ့ဒီခက်ခဲတယ်နဲ့အချိန်ကြာကြီးကြောင်းစိတ်ရောကိုယ်ကိုနှစ်ပြီးတော့ပြင်ပမှန်မှန်လုပ်ခဲ့ကြရတယ်ဒီကြားထဲမှာဟိုဂျန်တဲ့ပဝန်ကျင်တွေဂျန်တဲ့မဟာမိတ်အဖွဲ့အစည်းတွေပါတယ်လည်းဟိုစောနာပြောတဲ့ဟိုအပေးတာတွေစိတ်ရောပြင်ပြောအပြင်အပေးတာက ရှိတဲ့ဖွဲ့တဲ့ရှိတဲ့သို့တော်ဒီ negative အမြင်နဲ့မြင်တာရရများတယ်မဖြစ်နိုင်ပါဘူးကွာလုံမနေပါနဲ့အချိန်ကြာပါတယ်။မင်းဒီဟာမလွယ်ပါဘူးဆိုတော့ဒီမှာထုတ်တဲ့ချက်တွေနဲ့အများကြီးစိတ်ခုံးမှုတွေအများကြီးရှိခဲ့တာပေါ့ညာဟုတ်ဟုတ်ကဲ့ချိန်ကတော့၃လကျော်တယ်အဲ့ဒီခက်ခဲဆုံးကတော့စောနာပြောတယ်ကျွန်တော်တို့ကပြည်သူတိမာလဲစိုးတယ်ခို့ကြောင့်ကိုယ်ကလောရတာဗျာပြည်သူဘဝကျင်တိမာလဲစိုးတယ်နောက်ပြီးတော့ ဟိုမကေးပိုင်းဆော်ရတာရှိပဲပြန်စစ်ပစ္စည်းပိုင်းလိုအပ်ချက်ရှိပဲအဲ့ဒီအရာတွေကိုရှားပွေရတဲ့ကိစ္စဟိုကိုရှိတဲ့ဟိုဘုဒ္ဓတာလေးကိုဒီပညာဟော YouTube မှာကြည့်ရတယ် Google မှာကြည့်ရတယ်ဒီအရာတွေရဲ့လှုပ်ဆောင်ချက်တွေဘယ်ပစ္စည်းတွေရဲ့ဟိုလျှက်ရှစ်ဘောကဘလောက်ရှိတယ်ဘယ်ဟာဘိုးဘလောက်ကျွေးပါဘယ်ဟာအရှင်းပြေတယ်အဲ့လိုမျိုးတွေအစစ်စစ်စဉ်းစားရတာချိန်ဆရတာတွေကကျိုးတီထွန်မှုကိုရှိမှာလုတ်ပြထားတာတခုမှလည်းမရှိဘူးအဲ့တော့ကြတော့ ကို့ဘာနဲ့ကိုမြေဆန့်ခရမ်းမျိုးလောရတာဆိုတော့အဲ့ဒီနိပညာစိန်ခေါ်မှုအများကြီးရှိတယ်။နောက်ပြီးတော့ပစ္စည်းမလွယ်တဲ့စိန်ခေါ်မှုပေါ့လူကျင်တဲ့ပစ္စည်းကိုကျွန်တော်တို့မှားမရဘူးကြာချစ်တဲ့ပစ္စည်းလေးတွေကအောင်မြောင်လောက်ကြတာဥပမာဒီလိုပုံစံမျိုးဆိုတော့နိုင်ငံတော်အဆင့်နေတဲ့ပုံစံမျိုးတွေဟို project တွေချလုပ်မယ်ဆိုရင်တက်တော့တက်တာနဲ့ဒီ intro ဖန်ဒီရတဲ့သူတွေမှာတက်တော့တက်တာဆေးရုံကြီးကိုတက်တာတော့ပေါ့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့ကတာဝန်ကျင်မသိအောင်ထင်းထင်းသေးသေးလိုရတာရှိတယ်ဆောတာပြောတဲ့ ဟိုဘယ်သူမှမလုတ်ခဲ့သေးတဲ့လမ်းကြောင်းကိုလမ်းတစ်ဆဖောက်ဆိုတော့ကြတော့ဟိုဒီပဝန်းကြီးရဲ့အယုံကြည်မှုတန်နေလဲတို့တို့ခံရတယ်ပစ္စည်းရှာမှောက်မှုပြဿနာကိုပစ္စည်းတစ်ခုနဲ့တစ်ခုနဲ့ကြွားကြည့်လိုက်တယ်ဟာ short ဖြစ်ပြီးတော့မင်းလောက်သွားပြန်တယ်အားတစ်ခါနောက်ထပ်ပစ္စည်းဆန်းကြည့်လိုက်တယ်အာ choose တွေဘာတွေပြတ်သွားရဲ့ရှိတယ်အားနောက်ထပ်ပစ္စည်းတစ်ခုလုတ်တယ်ဂေးပိုင်းဆိုလဲဂေးနဲ့တုတ်ပြီးဆန်းကြည့်လုတ်ကြည့်တယ် တကယ်ဆန့်ပေါင်းကြတဲ့အချိန်မှာဂေးတွေပြုတ်သွားတာတွေအခုတွေပြတ်ထွက်သွားတာတွေပေါ့လေအဲ့လိုမျိုးတွေအများကြီးချစ်ခဲ့တယ်ဗျဟုတ်ကျုံကြည့်ပါရခင်ဗျာကြည့်ပါကျုံကြည့်ပါရခင်ဗျာအဲ့ဒီဟာကတော့ကျွန်တော်တို့မှာကြတော့ဆောတာပြောတဲ့ဒီကားလေးအောင်မြင်ဖို့အများကြီးရုံးကစူးစမ်းခဲ့ရတယ်ဒီကားအောင်မြင်လာတဲ့အခါမှာသူ့တော့ရမဲ့ချီမစ်ရှင်ကလည်းဟို ထိုက်ထိုက်တန်တန်ဖြစ်ချင်တယ်ဗျာထိုက်ထိုက်တန်တန်ဟိုဖြစ်မှလည်းအရှင်ပြေပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယင်းနီးရာတွေလည်းရှိတာဟိုပစ္စည်းယင်းနီးမှုတန်ဖိုးတွေကားတစ်စီးလုံးယင်းနီးရာမာတွေပေါ့ဟိုဘတ်ဂျက်တောင်းတင်းတဲ့တပ်ဖွဲ့တွေတော့ဘာမှပြဿနာမရှိပဲကျွန်တော်တို့လိုမျိုးအဖွဲ့လေးတွေဘတ်ဂျက်နည်းတဲ့အဖွဲ့လေးတွေကြတော့အတွက်ဒါကြီးကဒီဆွတ်လွန်မှုကြီးအကြီးကြီးဗျာအဲ့တော့ကြတော့ဟိုကုညီနိုင်တဲ့မာမေးအဖွဲ့တွေအတွက်ဆိုရင်ဥပမာ ကျွန်တော်ပထမဆုံးရွေးရပါကတာဂက်ပေါ့ဘယ်နေရာကိုလောက်ပါလဲကျွန်တော်အဲ့ဒီနေရာကိုအသေးစိတ်လေ့လာရမယ်ဒီကောင်အဝန်ဝန်ကြီးဖြစ်မဲ့နေရာကိုကျွန်တော်တို့ပထမရွေးရမယ်နောက်ပြီးတော့ထဲမှာတော့ရမယ်ပောက်ခွဲရမယ်ပစ္စည်းတွေရဲ့အရင်သွေးနဲ့သူ့ရဲ့ကိုကြစိတ်တွေကလည်းဟိုအများကြီးရှိလာနိုင်တယ်လေအဲ့တော့ကျွန်တော်ကျွန်တော်တို့တဖွဲ့တဲ့နဲ့မတတ်နိုင်တော့ဘူးခုပါဆိုလဲတော့တရားတကယ်မရှင်စတော့တော့မယ်ဆိုတာအထဲမှာတုံးတဲ့ ဟိုပစ္စည်းလေးတွေရဲ့အခြေသွေးလေးတွေရှိတယ်ကျွန်တော်တို့ခုသုံးထားရတဲ့ပစ္စည်းတွေကကျွန်တော်ဥပမာအဲမြင်တောင်ပြောမယ်ဆိုရင်ဆိုင်ကယ်ပစ္စည်းတရုတ်ပစ္စည်းနဲ့ဂျပန်ပစ္စည်းလို့ပေါ့ဗျာအဲ့ပုံစံမျိုးတွေပစ္စည်းအခြေအသွေးတွေတန်းဝင်အောင်အရှင်းမြင့်ကိုလေလိုတယ်အဲ့ဒါမှတစ်ခုဆိုတစ်ခုတစ်ခါမရှင်းတစ်ခုလိုတစ်ခုအောင်မြင်ပါဦးဗျာတော်တော်စီကတော့ကျွန်တော်တို့ကဟိုမောင်းလို့ရတယ်ပါရမှုနဲ့မောင်းရမှုတော်ပါဦးပါ price sky လို့ပါလို့အများကြီးရှိတယ်ပြရမှုမျိုးစားတွေဒါမျိုးရမှုနဲ့မောင်းတချို့က ဟိုရှစ်ကနေမီတာ300မီတာရှိတယ်900မီတာရှိတယ်1000မီတာရှိတယ်1000ကျော်မီတာတွေလည်းရှိတယ်ပေါ့အဲ့လိုအည်သွေးအာမခံချက်ကောင်းကောင်းဖြစ်အောင် mission လုံးဝ complete ဖြစ်အောင်အရှင်းမြင့်ဖို့ကြတော့ကျွန်တော်တို့မှာ၅ချက်ပြတ်တာရှိတယ်အဲ့တော့ကြတော့ဟိုတက်ဆိုင်ရာမာမိတ်အဖွဲ့တွေကဒီရှုံးတိချွမှုဒီအာရှိကာဟိုကိစ္စကိုရိုးရိုးကြီးကြီးနဲ့ဟိုမှုပေါင်းဆောင်ရွက်ကြမယ်ဆိုရင်ဟိုဒီဟာကဟိုတော်လိုက်တမရဲ့အချိုးအွေတစ်ခုလည်းဖြစ်သွားနိုင်တယ် အဲ့လိုမျိုးဖြစ်ဖို့ဆိုတော့ဆောရပြောတယ်ကျွန်တော်တို့မှာလိုအပ်ချက်တွေကိုကျွန်တော်တော့တပ်ဖွဲ့အနေနဲ့ဟိုကိပြီးတော့မဖြည့်ဆင်းနိုင်ညာပေါ့ဗျာအဲ့လိုမျိုးယုံကြည်နေပူပေါင်းမဲ့ဒေါ်လာတော်လကောဟိုတက်ဆိုင်ရတော်လိုင်းအရာစုတွေတော်တော်ကောင်းရှိရတော့ဒီဟာကကျွန်တော်ပြောလဲတော်လိုင်းခရီးရှိကိုပို့ရောက်သွားတာပေါ့အဲ့ဒီခက်ခဲရှိတော့ကျွန်တော်တို့ကဒီတက်ဆိုင်ရတရားစိတ်ဝင်စားတဲ့မာမိတ်အခွဲတွေတော်လိုင်းရဲ့အခွဲတွေနဲ့ဒေါ်လာတွေကိုကျွန်တော်တို့ကချပြပြီးတော့ကုညီတောင်းအောင်လာလို့ဟုတ် အဲဒီ remote control နည်းပညာကိုကောင်းကောင်းအသုံးချကြမယ်ဆိုရင်လူစားအရင်းမြစ်တွေဟိုပြုံးတိမှုအ ਨੇ ဆုံးနဲ့တော်လိုင်းခီးပို့ပြီးတော့2ဆ3ဆလောက်ထိအောင်ကိုပို့ပြီးတော့ခီးရောက်သွားနိုင်ပါတယ်။တိုက်ရတာလဲစောနာပြောတဲ့စမတ်ကြကြပို့ပြီးတော့ပြစ်လာနိုင်ပဲ။ဒီကျွန်တော်တို့မြန်မာလူမျိုးတွေဟိုခေါင်းဆောင်တော်တော်များများရောမြန်မာလူမှုအတိုင်းဝိုင်းကနည်းပညာအစ်စ်ကိုလက်ခံဖို့ခက်ခဲကြတာဗျာ။ ိပါတယ်ဗျအဲ့ဒီဟာကကျွန်တော်ကဟိုသူတို့ကမလို့ရင်မှုဆိုတော့မှရုပ်ကလိုက်ပြီးကိုပေးချင်တာအရုပ်ဆိုတော့ကျွန်တော်တို့တခွေတည်းတိုက်နေလို့နေရဘူးလေအားလုံးဟန်ချက်ညီပါချက်ကောင်စီကမြန်မြန်ပြုတ်ပါအဲ့တော့တကယ်စိတ်ချယုံကြည်ရတဲ့တော်လိုင်းအင်အားစုတွေဟိုတက်ရင်နေဟိုကြံတဲ့အဖွဲ့အစည်းတွေရှိတယ်ဆိုသူတို့မလို့ရင်မှုဆိုတော့ကျွန်တော်တို့ကလိုက်ပြီးကိုဒီခုတကကိုလိုက်ပေးအောင် ဘာလို့လဲဆိုတော့စောတာပြောသလိုအများဝိုင်းပြီးတော့ပူပေါင်းဆောင်ရမှာအများအားနဲ့သွားပါဟိုဒီဆက်ကစားအမြန်မြန်ပြုတ်ပါကျွန်တော်တို့ကတော့စောတာပြောတဲ့ညီပညာအပိုင်းမှာတော့ကျွန်တော်တို့ကဟိုကတ်တတ်ဟိုထိမ့်ချုပ်တာတော့မဟုတ်ဘူးပြတော့တော့ကျွန်တော်တို့ကဟိုကတ်တတ်ချက်လေးတွေတော့ရှိထားပါရမယ်ဒီကျွန်တော်တို့ညီပညာဖြောင့်ဝေးမဲ့အဖွဲ့အစည်းတွေဟိုတက်ဆိုင်ရာတက်ဖွဲ့တွေကစောတာပြောတဲ့ဟိုမမကကန်တော့ဖြစ်နေရမယ်အဲ့လိုမျိုးမဖြစ်ဘူးဆိုရင်ဒီညီပညာအင်မတန်ကြောက်ရွံ့ကောင်းတယ်တော်လိုင်းနဲ့မဆိုင်တဲ့ လူမွေးပြဿနာတွေမှာဒါတွေတုံ့ပြီးတော့တော်လိုင်းရဲ့ရှေ့မရောက်ဖဲနဲ့ဘုတ်ရီနောက်ဆုံးဖြစ်နေမှာလဲဆိုတော့အဲ့တော့ကျွန်တော်တို့တကယ်စိတ်ချကြုံကြီးရတဲ့အခွဲတွေဆိုရင်ကျွန်တော်တို့ကဒီပညာမျှဝေဖို့လိုက်ပြီးတော့ပူပေါင်းကူညီပေးဖို့ကျွန်တော်တို့ကတော့ဆက်လက်ပါဟုတ်အဲအဲ့လောက်ကြည့်အောင်ကြာဆုံးလာလို့လေကျွန်တော်တို့ကဒီ AI ဟိုဟာတွေတော့ဒီ sensor တွေပါတွေတုံးလို့ကလောလောဆယ်ကျွန်တော်တို့ဒီကားမှာလဲ ော့၃တင်းတော့တုတ်ထားရရှိတယ်။တော်တော်အသေးစိတ်ကကျွန်တော်တို့ပြောဖို့ပြောလိုက်ရင်လည်းအရှင်းမပြေလို့ဟိုဘက်ရက်ကောက်ကောင်းနေနည်းနည်းလမ်းဖြောက်သွားပါလား။တိုင်းတာတစ်ခုထိတော့ကျွန်တော်တို့တုတ်ထားတာရှိတယ်။ဆောင်းတော့ပြောတဲ့ AI နဲ့ AI နည်းမျိုးနဲ့ upgrade လုပ်ဖို့တွေဒီ software ပိုပိုင်း software တွေနဲ့ရေးဖို့ပြုဖို့တွေဆိုတော့ကျွန်တော်တို့ဟိုအတတ်ပညာရှင်တွေအများကြီးပူပေါင်းဆောင်ရွက်ဖို့လိုတယ်ကျွန်တော်တို့ကကြတော့ဟိုတော်လိုင်းမခံချင်တဲ့စိတ်တစ်ခုရဲ့နေတာလုပ်နေတာအတတ်ပညာရှင်မဟုတ်ဘူး ဒီကိစ္စကိုဖြစ်ချင်လို့ဖြစ်မြောက်ချင်လို့ယူသမှုတစ်ခုနဲ့လားဒါကိုစူးစမ်းပါးစားလုပ်တာလေအဲ့တော့ဆောနာပြောတဲ့ဓာကြီးကိုတကယ်ကို AI နဲ့ဒီ programmer တွေနဲ့ကိုပေါက်ပြီးတော့စုပြီးတော့လုပ်ကြမယ်ဆိုရင်တိတိအများကြီးအဆင့်မြင့်အောင်လုပ်လာနိုင်တာတွေအများကြီးရှိပါတယ်ဟုတ်တော့လေကျွန်တော်တို့ကတော့တအားကြီးမတတ်နိုင်သေးဘူးဗျာတော့အဲအဲ့လိုပဲကျွန်တော်ပြောချင်တာတော့ဟိုကျွန်တော်တို့ဒီတော်လိုင်းအင်အားစုတွေကို ဟိုကျွန်တော်တိုက်တွန်းချင်တာလေးကတော့ဖြစ်နိုင်ရင်ကျွန်တော်တို့ကဟိုတမျိုးကြတိုက်ပွဲတွေကိုဥပမာတမျိုးကြလူသားအရင်းမြစ်နဲ့တိုက်တဲ့ခိုက်တဲ့အဲတိုက်ပွဲတွေဒီအဲ့တိုက်ပွဲတွေကနေမှတဆင့်ဒီနည်းပညာကိုအသုံးပြုပြီးတော့ဒီတိုက်ခိုက်ရေးဖော်ဆောင်နိုင်ဖို့လဲစူးစမ်းစီချင်တယ်အဲ့ဒီဟာဆိုတော့ကျွန်တော်တို့ဆောနာပြောတဲ့တော်လန်ရေးဒီဟိုလူသားအရင်းမြစ်ပြုံးတိမှုနည်းနည်းနဲ့ပို့ပြီးတော့ဟိုထိရောက်စီချင်တာပေါ့ ဒီနည်းပညာကိုခုကျွန်တော်တို့ဒီတော်လိုင်းရင်ရစုတော်တော်များများကနည်းပညာကိုနည်းပညာအတစ်ကိုလက်ခံဖို့လည်းခက်နေကြတယ်ခုလက်တွေ့လည်းငင်းကျွန်တော်တို့တပ်ဖွဲ့မှာလည်းကျွန်တော်တို့ဒေသကျွန်တော်တို့တပ်ဖွဲ့ကျွန်တော်အတိုင်းဝန်မှာဘူးဒီနည်းပညာကိုလက်ခံဖို့ခက်လို့တာကျွန်တော်မီဒီယာမှာဒီလိုချပြပြီးတော့ဟိုလို့ရတာဟုတ်တကယ်ကိုနည်းပညာကိုနည်းပညာရဲ့ဆွာမကားနဲ့နည်းပညာကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် 就讲了哇，嗯，年纪够小的，都去旅游了。比如讲着，就说到了，现在到了，也就是，嗯，跟带东西。那个，就是，嗯，那边人家看看那，嗯，那边他家不不，到了以后呢，那边人家看看那，黄山那明属去卸纪小奶那那，为啥标听不来，奶奶们讲，奶奶不讲了，就讲了旅游讲比较玩的多。